ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဟူးသားသမီးများအားလုံးမင်္ဂလာပါနော်ဗုဒ္ဓဟူးသားသမီးများအတွက်ပတ်စဉ်တောက်ကြံနေညနေ6:00နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဗုဒ္ဓဟူးသားသမီးတွေအတွက်ပထမဆုံးကြလာတဲ့တဲတော်နမိတ်ရဆိုရင်တော့အင်မတန်မှမင်္ဂလာရှိတဲ့နမိတ်ကောင်းတဲ့ကျေးဇူးမင်္ဂလာနဲ့ပြည့်စုံတဲ့တဲတော်ကလေးဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကြေပွင့်6ပွင့်တဲ့တင်ကြတဲ့နမိတ်ပါ ဒီမိုက်ထဲမှာဆိုတော့သူကျွဲတယောက်ပေါ့နော်ပတ်စံချမ်းသာကျွဲဝတဲ့သူကျွဲတယောက်ကသူပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာဒဏ္ဍာရီကိုဆင်းရဲနှွမ်းပါတဲ့သူတွေကိုစွန်ကျဲနေတယ်ပေးကန်းနေတယ်လက်တစ်ဖက်ကလက်တစ်ဖက်ကကြတော့ချိန်ငွေကိုကင်တာတယ်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဘောရိုသားသမီးတွေကဒီကလာမှာကိုကိုတိုင်းလဲအဆင်ပြေမှာပေါ့နော်နောက်ကိုကချစ်ခင်ရတဲ့လူတွေကိုပေးခြင်းတဲ့လူတွေကိုထောက်ပံ့ပေးကန်းခြင်းတဲ့လူတွေကိုလည်းကိုကြီးထောက်ပံ့ပေးနိုင်မဲ့ကံတာတာမျိုးရှိပါအဲ့တော့အဖက်ဖက်ကနေပြီးတော့အဆင်ပြေ ကိုပိုင်စီးပွားရေးလုပ်ငန်းတွေတူတူကြကြတိုးချဲ့ပြီးတော့လုပ်ကင်ဆောင်ရွက်တင်ပါမမျော်လင့်မဲ့နဲ့ငွေရပေါက်ရာလန်းပွားပြီးတော့ငွေကြေးတွေအစင်ပြေသွားနိုင်တဲ့ကံတာတာမျိုးတွေတွေမှာလည်းရှိတယ်ကာလာတာကြီးထင်းကုန်နေတဲ့ကြံ့ကြံနေတဲ့အယောင်းအဝယ်ကိစ္စတွေတိတိတသာအောင်မြင်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒီမှာအိမ်ရောင်းတာတို့ခြံရောင်းတာတို့ကားရောင်းတာတို့ဘလို့မှရောင်းမထွက်တဲ့ကိစ္စတွေဟာရောင်းထွက်သွားတာပေါ့နော်ဒီကာလမှာဟိုကအိမ်ရောင်းဖို့လုပ်နေတယ်ကားရောင်းဖို့လုပ်နေတယ်ဟိုကမြေရောင်းဖို့ စ조사နေလဲဘလို့မှရောင်းမထွက်ဘူးအเจ้าမျိုးမင်းနဲ့ထင်းကောက်နေလဲအเจ้าမျိုးမင်းနဲ့ကြန့်ကြန့်နေဒီကလာလေးကိုရောင်းမှမမျောလိမ့်မယ်နဲ့ရောင်းထွက်သွားတတ်တဲ့ကံတရားမျိုးအပြည့်အဝရှိပါတယ်ဒါမှမဟုတ်ဒီကလာမှာကျွန်တော်ဘောရိုးသားသမီးတွေမှာအိမ်ချမ်းပြေအယောင်းဝယ်ကိစ္စအောင်မြင်ဖို့အတွက်조사ထုတ်နေတဲ့သူတွေဆိုရင်လုံးလာလေးနည်းနည်းလေးစိုက်ပြီးတော့ပို့၍조사ထုတ်တင်ပါတယ်နောက်အိမ်ချမ်းပြေအကျိုးဆောင်လောက်ကိုင်းဆောင်ရွက်နေတဲ့ဘောရိုးသားသမီးတွေဒီကလာတွေမှာပွဲဖြစ်တတ်ပါတယ်ပွဲကြီးကြီးမားမားဖြစ်တတ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကလာတွေမှာကိုဘောရိုးသားသမီးတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အမိုးခင်းလိုကိစ္စမျိုးလေးတွေပြည်လေသွားတာမျိုးလေးတွေအနိုင်ရသွားတာမျိုးလေးတွေပြတ်သွားတာပြီးပြတ်သွားတာမျိုးလေးတွေကြုံရတတ်ပါတယ်။နောက်ကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေစသဖြင့်လုပ်ကင်ဆောင်ရွက်နေတဲ့သူတွေဆိုရင်အထက်လူကြီးဆရာသမားတွေရဲ့ကိုယ်ကူညီဆောင်ရွက်ပေးမှုတွေတွေအဲအကြံကောင်းညံကောင်းပေးမှုလေးတွေကြီးကြီးဆောင်မမှုလေးတွေအပြည့်အဝရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နမနစ်ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်ကကြတော့စွမ်းအချင်းဆိုကကြတော့နော်စွမ်းအချင်းဆိုတာအကြတဲ့ကြုံချင်းအခက်ခဲကြုံချင်းဆိုတဲ့နမိတ်ပါ အဲ့တော့စမေသားချင်းနေနဲ့ကိုကအလုပ်တွေလုပ်ထားတယ်ပြီးတော့ကမပြီးမပြတ်ဖြစ်နေတယ်ရှေ့တဝကဲနောက်ဆိုဝကဲအခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်တယ်နည်းနည်းသတိထားသင့်ပါတယ်နောက်လူမှုရေးကဏ္ဍတွေမှာတော့ကိုယ့်ဘက်ကအားနည်းချက်ကလေးတွေဖြစ်တတ်တာပေါ့နော်ဗိုလ်တော်သားသမီးတွေကမိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းနေနဲ့အဆက်အသွယ်ပြတ်တောက်နေတတ်တယ်မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းတွေကိုလည်းပဲအလိုလိုနေနဲ့စိတ်ကုံတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်လူမှုရေးကိုစိတ်ကုံတာပေါ့အဲ့တော့အပေါင်းအသင်းတွေနဲ့တကယ်ချင်းတွေနဲ့မတွေ့ချင်းဘူးမဆုံချင်းဘူးစကားမပြောချင်းဘူးအဲ့လိုမျိုးလေးတွေကြုံရတတ်ပါတယ် နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့ဒီကလာမှာကိုယ်အနေနဲ့ပတ်စံတွေထားစရာနေရာမရှိအောင်ပတ်စံတွေရှိစီပြားရီပတ်စံတွေကိုကိုယ်ကစီးပွားရေးလုပ်ရင် ကောင်းမလားရွှေဝယ်ရင်ကောင်းမလားကားဝယ်ရင်ကောင်းမလားရင်းနှီးမြှုပ်နှံရင်ကောင်းမလားဘာမှမလုပ်ဘဲနဲ့ဘန်ဝယ်ရင်ကောင်းမလားအဲ့လိုမျိုးတွေပေါ့နော်တွေးဟာဖြစ်နေတာလို့ပြောချင်တာတော့ပတ်စံတွေပတ်သက်ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့လမ်းပြောင်နေသလိုကြုံတွေ့ရတဲ့အတန်တရားမျိုးရှိတတ်ပါတယ်နောက်ကျမကြီးပေါ့နော်ကျမကြီးနဲ့ပတ်သက်ရင်တော့ယောဂဟောင်းတို့ ဝေဒနာဟောင်းလေးတွေပြန်ပေါ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမကြီးနည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်တာပေါ့နော်။နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျတော့တက်လက်ပါတဲ့။ဒါဆိုတာပျော်ရွှင်ရတာပေါ့။အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်ကံတရာကောင်းမယ်။နောက်တစ်ခုကကိုယ်ကြိုးစားထုတ်နေတဲ့ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာပျော်ရွှင်ရတတ်တာပေါ့။နောက်ချေအိမ်တော်ရေးနဲ့ပတ်သက်ရင်ကံတရာအထူးကောင်းမှာ။အခြေအတွေစိတ်ချမ်းသာအိမ်တော်ရေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာ။ ိုချစ်သူကကိုဘောအင်ပဒမ်မကောင်းကိုရင်တော်ဘက်ကကိုဘောအင်ပဒမ်မအကျိုးပြုတ်တယ်ဒါပေမဲ့ကိုစိတ်ကနော်ဗုဒ္ဓဘာသာတွေနည်းနည်းသတိထားမယ်အပိုင်းပါနော်ကိုစိတ်ကတန်တရားကိုအကြောင်းပြုပြီးတော့အလွန်အမင်းပူလောင်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလုံးအချုံကုံသုံးသပ်ပြောရမယ်ဆိုရင်တော့တော့ဗုဒ္ဓဘာသာတွေရဲ့ကံတရားဒီအကောင်းများပါတယ်အကောင်းများတယ်အာအောင်မြင်ခြင်းတွေချမ်းသာကြွယ်ဝခြင်းတွေအစဉ်ပြေခြင်းတွေကိုကြီးထောက်ပံ့ရခြင်းတွေတေတာပေါင်းရနိုင်တဲ့လုံနိုင်တဲ့ကံတရားမျိုးရှိပါတယ် လုံရင်ကောင်းမလားမကောင်းလားဆိုရင်လည်းလုံလဲလုံတင်ပါနည်းနည်းသတိထားမဲ့အပိုင်းဟာလေးတွေလည်းရှိတယ်အဲ့ဒါနံပါတ်1ကအခြေအနေတော်ကြီးမှာတန်တရာမများနဲ့ငွေချင်းနဲ့ပတ်သက်ရင်ဆုံးဖြတ်ချက်ချတာမမြန်နဲ့သူမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့နည်းနည်းလေးဆက်လက်ပြီးတော့စူးစမ်းအထောက်အကူတင်တယ်လူမှုရေးတွေကိုအရင်စိတ်မကုန်နဲ့အဲ့လိုမျိုးလေးတော့ပြောတင်ပြောချင်ပါတော့အဲ့တော့ကျွန်တော်တို့ဒါဗုဒ္ဓသာသမိတွေရဲ့ကံတရားမှာဒီကလမှာအကျိုးပေးတဲ့အကံကောင်းတဲ့အရာဆိုရင်အနီရောင်ကောင်းတဲ့နီညိုရောင်ကောင်းပါတယ် ။နောက်ထီတော့တာကံသမဲတို့ရဲ့ဝန္ဒနာပါတဲ့ဗုဒ္ဓဘာသာမီးတွေဆိုရင်တင်စာ၃ဆုံးတို့၃စာတင်ဆုံးတို့စတဲ့နံပါတ်တွေချပြီးတော့ထိုးပါ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတဲ့ဒီကလာမှာဘာလူရမလဲဆိုတော့စီထမင်းထိုးပြီးတော့တက်လူပါပေါ့နော်စီထမင်းလှူပါ။အဲဆိုရင်မိမိတို့မှာရှိတယ်မကောင်းတဲ့ကံတာတာအញ្ញံအခိုက်ကလေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသေးမှာဖြစ်ပါလေ။ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဘာသာသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလေကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒ ကလုံးတော်ဝါတဲ့ရရှိနိုင်ကြပါစေ။ကျန်းနိုင်အောင်ဆောင်းနိုင်မြောက်ပြီးတော့မိမိတို့ဘဝလန်းခီလန်းကိုတသက်ရရလေးရှောက်လန်းနိုင်ကြပါစေလို့အယူတော်မင်္ဂလာချမ်းနေပြီးတော့လိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရစေ။